တရားဓမ္မကိုအာရဏိမန္နနိုင်ကြတဲ့ပုဂ္ဂိုလ်ကြီးကပါလာတော့ဒီနေ့သီလတရားတပုဂ္ဂိုလ်ဟောလိမ့်မယ်လို့မှတ်ထားရတယ်နော်သီလတရားတပုဂ္ဂိုလ်ဒကာဓမ္မတွေအမနာဖုတ်တံလိမ့်မယ်ဆိုတာသောစီကြီးကမှတ်ထားတယ်နော်ဘာဖို့တံမလဲလို့မေးတဲ့အခါကျတော့သတ္တဝါတွေဟာ ကံမိကံဖာလို့ယူထားကြတယ်ရှိပါလေကံမိကံဖာလို့ယူထားကြပါဘောကံသာရင်မိကံသာရင်ဖာပဲသွားလေရမှာပဲကံကောင်းဆုံးပြီးဒီကလာနေကြရတာပဲဆိုတဲ့အယူဟာတော်တော်ဆွဲမဆွဲကြဘူးဆွဲတော့ ကောင်းပြီဒီကံကဒကာဓမ္မတွေတန်တမှာဘယ်လိုအယူရှိနေသလဲလို့အမဲထုတ်လို့ရှိဖြင့်လူသွားရအရေးပါသလိုလိုက်နေတယ်လို့လည်းယူကြ။နွားသွားရပြေပင်းလိုက်နေသလိုပဲလို့လည်းယူကြ။ယူတယ်ကိုဘုန်းကြီးတို့ကမားတယ်လို့လည်းမဆိုပါဘူး။မှန်တယ်လို့ဆိုရမှာလည်းမဟုတ်ဘူး။ ကြယ်ဒီလိုသိပ္ပံကရဘယ်နဲ့ကြောင့်လုံးလုံးငဲတဲ့အခါကံဆိုတာနာမယုတ်လားလို့ငဲလို့ရှင်ခွင့်ယုတ်ဓမ္မတွေတရားမို့ရေဝနေကြတယ်စေနာကံလို့ပြောကြတယ်စေနာကံဆိုတာဒီနံပေါ့ဗျာနန္တရားဟာကကံလုံးတုံးတာတွေကချုပ်သွားတယ်နန္တရားဘာပါလဲ ကံပြုလို့တုံးကြရဲချုပ်သွားပြီးတော့မှတ်ထားလိုက်စမ်းပါ။ဘယ်ကလာသူနောက်ကလိုက်နေမလဲဆိုတာခင်ဗျားတို့ပဲတွေးကြည့်ပါတော့။လိုက်နိုင်ပါ့မလား။သို့တော်လည်းဓမ္မတွေယူဝါဒကဘယ်နဲ့ဖြစ်ပြီးကလာနေတဲ့တုံးလုံးတွေတော့ဟိုကံဆိုတာလူသွားရရိပ်ပါသလိုနွားသွားရလဲပင်ပါသလိုလဲရင်ထူပေးမဲ့ဘုံခလုတ်ကလေးရှိရင်ရှောင်ပေးမဲ့ဘုံ ငနောက်ကနေပြီးအထေရယဖြစ်နေမသေးတဲ့သဘောမျိုးနဲ့နောက်ကလိုက်နေတယ်လို့ဒကာကျွဲတို့ယူထားကြလိမ့်မယ်လို့ဘုရားရှင်လည်းမှာပြီးရောက်လေရောက်ပါတယ်။တချို့ကြီးမယူဘူး။အော်ဒီလိုဆိုလို့ရှိရင်ဒကာဓမ္မတို့ကံဟာနောက်ကမြဲလိုက်နေတယ်တခါလောက်သာနောက်ကမြဲလဲပြီးဒကာလာနေတယ်ဒီကံကမလိုက်လဲဘုကံကနောက်ကလိုက်နေတယ်လို့ယူရမယ်ဆိုလို့ရှိရင်ကံက ကံကမှသတ္တရဒိဋ္ဌိပါနေတယ်စဉ်းစားပါစဉ်းစားပါဓမ္မတို့ကံကမှဘာပါနေပါလဲအင်းဒေဝစာကိုအမနာကိုဝေရှိကပိကလာထားတဲ့ဆရာသမားကမှဒီယူကြီးကိုဖြောင့်မပြေတော့ဘူးမပေးတော့ဘူးဆိုရင်ဖြင့်သတ္တရဒိဋ္ဌိပဲတော့ကြီးနေတယ်ဆိုတာသက်ဝင်နေတယ်ဆိုတဲ့ဥစ္စာဖြင့်ပြောရတယ် မပြောရဘူးကြက်ကြက်စဉ်းစားပါကြက်ကြက်စဉ်းပါသာပါဘာကြောင့်ကြက်ကြက်စဉ်းစားပါလို့ဤမြတော့တိုက်တွန်းလို့ကြံမှုကြီးနဲ့တရားဟောနေရပါလိမ့်မလဲလို့ဘုရားဓမ္မတွေကမေးကြလို့ရှင်ဒီယူတော်တော်စွဲနေလို့လို့ဥပအောင်ဆိုတဲ့မဆိုတဲ့ဒီယူတော်တော်စွဲနေတယ်တာမင်းညပုဂ္ဂိုလ်ဆိုလို့ရှင်ဖြင့်ဒီကံကိုအသားယူပြီးကြတာကမင်းရဲ့ဘယ်ကံမိကံဖနဲ့ ကံမဲ့သွားရလူသွားရရိတ်ပါသလိုလိုက်နေတယ်မင်းတို့ကံကောင်းဆောင်နေတယ်ကွာအဲ့ဒီဟာပဲမင်းတို့ကိုးစားရအထာရှိရတယ်မင်းတို့ကဒါလိုက်နေတယ်ဆိုတော့ဒဂရမတွေပဲစဉ်းစားကြည့်ပါစေရနာဟာစေရနာဘိက္ခုကမ္မဟောရာမိစေရနာကိုကံလို့ဟောထားတော့နန္ဒမဖြစ်နေတော့ပြူတုံးကချုပ်သွားတာလေခမည်းတော်ဖြစ်ပြဆိုတာလေညံ့ကြမလို့တော့ ်လူသေးလားပြုလုံးကရဲဘာပါလိုက်ပြုလုံးကရဲဖြစ်ပြီးပြတ်တဲ့ဓမ္မပဲဆိုတာညံ့ဝရငါလူသေးလားနုဒ္ဓါကြီးကလူပွားရနောက်ကရိပ်ပါတယ်လို့လိုက်နေတယ်လို့ဒကာကျိုးတို့ကယူမယ်ဟုတ်လားဒီလိုယူကြမယ်ဆိုလို့ရှိရင်ဖြင့်အော်ငါတို့ဟာဒုရှုနေတဲ့ဥပဒနာနဲ့ဒုယူထားတဲ့လိုက်နေတယ်လို့ယူထားတဲ့ ဘယ်နဲ့များဖြစ်နေတော့တွေးဖို့တော့အချိန်ရောက်ပြီမရောက်သေးဘူးလားစဉ်းစားပါစဉ်းစားပါဒကာရမတို့ဒီဥစ္စာလေးစားစွာနဲ့မပေါ်ပေါ်ပြောမလို့ခင်းနေတယ်ဆိုတဲ့အိပဲပြန်ဒကာကျွယ်တို့ရှင်းပါပြီဒကာတက်ကောရှင်းတော့နောက်ကလိုက်နေတယ်လို့ယူကြမလားအချုပ်ပြောက်သွားပြီလောက်တုန်းကချုပ်ပြောက်ခဲ့ပြီလို့ယူကြမလားဟုတ်ပါဘူး သို့သောရကအခုဆရာဘုန်းကြီးဒီသမီးတွေလည်းဖြစ်လို့ဩနန္ဒမဆိုတာဖြစ်ပြက်ပဲဖြစ်ပြီးပြက်တာဝိပဿနာဓမ္မတွေမှုရုပ်ษาဖြေကမှန်းနေတာဘူးသို့သောအယူကဒီလိုယူကြသလားလိုက်နေတယ်လို့ပဲယူကြသလားလို့မဲလို့ရှိရင်ဘယ်နဲ့ဖြစ်ကြလဲလိုက်နေတယ်လို့ယူကြပြန်လို့ရှိရင်လေတတ္တရပဲမပြေဘူးလက်ပြေးတာမပြေပါဘူး စဉ်းစားကြည့်ပါစဉ်းစားကြည့်ပါတက္ကသတ္တုဘာအောင်လို့စဉ်းစားကြည့်တာဒီယူဟာမပြောင်းပေးလို့ရှိရင်တော့ဖက်မှာမဟုတ်ပါဘူး။ဒါကြောင့်မဖက်ဘူး။ဖက်ပါဗျာ။အမှန်ငဲနေတယ်ဆိုတော့အဲ့တော့ဒီစကားခဏရက်ထားလိုက်နော်။ဒီစကားခဏရက်ပြီးပြင်မွေရလေးကိုခွင့်ကြီးပြီ။အခုအကားလေးကိုပြေးလိုက်နော်။ဘုရားရှင်ကိုရမကြီးက အင်္ဂုတ္တပါဠိတော်မှာဟောတာငါဟာတဲ့ရဲ့ဟောတာလည်းရှိတယ်ကွာတဲ့ရဲ့ယူရအောင်ဟောတာလည်းရှိတယ်နော်ဆောင်းပြီးဒီကရယူဖို့ရဟောတာလည်းရှိတယ်တဲ့ရဲ့ယူဖို့ရဟောတာလည်းရှိတယ်နော်ဆောင်းပြီးဒီကရယူဖို့ရအဲ့ဒါကိုတဲ့ရဲ့ယူရမယ်တရားကိုတဲ့ရဲ့မယူရင်လို့ရှိရင်ငါဖျားပြစ်မှားတယ်ဘာကြလဲ ဆောင်းယူရမယ်တရားကိုဩတာဆောင်းယူရလို့မှတ်ထားရင်ကိစ္စမရှိဘူးဆောင်းယူရအောင်လို့ဟောထားတယ်တရရယူလိုက်ပြန်လို့ရှိရင်ငါဖះဆွတ်ဆွဲတာသဘောကျလားအင်းဘုရားခင်ကိုရမေကြီးဟောထားတာကဖြင့်တရရဟောမဲ့ဥစ္စာကိုဆောင်းယူလိုက်ပြန်ရင်လည်းဘုရုဆွတ်ဆွဲဆောင်းယူရမယ်တရားကိုတရရယူလိုက်ပြန်လို့ရှိရင်အဲဒါလေးနှစ်ခုသဘောကျထားဖို့အရေးကြီးပါ ဒါလည်းနှစ်ခုသဘောကြထားဖို့ရည်ကြီးပါတယ်ဃာရမတို့နာကြီးကြီးနဲ့ထောင်ကြည့်ပါတော့ဃာကျွေးနာသေးသေးကနာကြီးကြီးဃာသက်တို့နာကြီးကြီးနဲ့ထောင်ပါလိမ့်မယ်လို့ဃာရမတွေမှတ်ပါတရားသူလို့လည်းမှတ်လို့ဆန်းပါဥပါဝေနာသေးမရဘူးနော်မှန်ပါပါနာသေးမရပါဘူးတဲ့ဃာရမတို့ကြက်ကြက်ရှိကြတယ်ဒီကံယူဆွဲလေလေတွေကလည်းနဲလာမှာမဟုတ်ဘူးဆိုတဲ့ဥစ္စာတွေကဖြင့် ရောက်တော့မလိုလောက်အောင်မင်းများပါလိမ့်မယ်အဲ့တော့ဘုရားသခင်ကိုရမေကြီးငါဘုရားသခင်ကိုရမေကြီးဟောထားတဲ့တရားကိုတည့်ရည်ယူရမယ်တရားကိုသွယ်ဝဲယူလိုက်ပြန်လို့ရှိရတယ်ငါဘုရားဆွဆွဲတာပဲသွယ်ဝဲပြီးဆောင်းယူရမယ်တရားကိုတည့်ရည်ယူလိုက်ပြန်ရောဘုရားဆွဆွဲတာပဲကောင်းပြီဒါဖြင့်ကံဒီနောက်ကအရေးပေါ်မှာလိုက်နေတယ်ဆိုတော့ဘုရားကိုယ်တိုင်ပဲဟောခဲ့ တပည့်ကြဆာယဝအနုပါယိနေဆာယဝရိတ်ခဲ့တော့အနုပါယိနေအစင်းဆိုင်လိုက်ရဲ့နေဆိုတော့ဆောင်းဟောတယ်အဲ့ဒါဆောင်းဟောတာကိုခမည်းတော်ကတကယ်တမ်းလိုက်တယ်လို့ယူလိုက်လို့ရှိရင်ဘုရားဆွဆွဲရမရောက်ဘူးတပည့်ကြတရိတ်ဟောတာတာကိုဆောင်းဆွဲယူလိုက်ပြန်ရင်အဲ့ဒီမှာဓမ္မတို့ ခင်ဗျားတို့ကြက်ကြက်စဉ်းစားပြီးကြတာဒီကအိဋ္ဆာလားနှိဋ္ဆာလားပြုတ်လုံးငါတဲ့ကခင်ဗျားတို့တော့လိုက်နိုင်ပါမလိုက်နိုင်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့ကံဒီကားလို့ဆိုလို့ရှိရင်ဖြင့်အိဋ္ဆာတရားမျိုးမလိုက်နိုင်ပါဘူးသို့တော်ဘယ်နဲ့ကြောင့်အရေးပေါ်မှာခဲ့လို့ဘုရားကဟောပါလိမ့်မလို့လို့မေးတဲ့အခါကြားလို့ရှိရင်ဖြင့်ဆောင်းပြီးတဲ့ကလား ယုံကြည်တဲ့ယုံကြည်လို့ဟောလိုက်ချင်းမြတာဖြစ်ပါလေစင်စစ်တော့ပြမလိုက်ပါဘူးတပည့်ကြဆောင်းသေးဟောတယ်ဆိုခင်ဗျားတို့ကတကယ်လိုက်တယ်တဲ့ရည်ယူပလိုက်လို့ရှင်မှားပါလိမ့်မယ်သဘောပါလားဓာတိသေးရင်ပါလို့ဖြစ်သေးဘူးခင်ဗျားတို့အလွန်စိုးရိမ်လို့ပြောနေတဲ့စကားတစ်ခုပဲလို့ဒကာကျဲတို့ဒကာတက်တို့ဒကာအုံးတို့မှတ်သားနေအလွန်စိုးရိမ်လို့ပြောနေတယ် ပြောတယ်ကွာအလွန်ဆိုရင်လို့ပြောတယ်ဆရာအခုဘုရားကဆောင်းပြီးကြတာဩကံတရားပြုတ်ထားပြီမှာအလကားပဲလို့ယူမှာစိုးတာနဲ့ဆောင်းပြီးကြတာမင်းလည်းလူသွားရရိပ်ပါသလိုပဲကွာကံဆိုတာလိုက်နေတာပဲလို့ဆောင်းဟောလိုက်တကယ်တော့ပြုတ်တဲ့နေရာမှာဘာဖြစ်သွားလဲပြုတ်တဲ့နေရာမှာပဲချုပ်ပြောက်သွားတယ်ဆိုတော့ကဲစိတ်တစ်စိတ်စိတ်တစ်ခုစေတ္တတစ်ခုအတ္တတန်းကဖြစ်တယ်ပြက်တယ်ဓမ္မကဘာပူရှိတယ် ောက်လျှောက်လိုက်နေတယ်လို့ဆိုနိုင်မလားဆိုလိုက်လို့ရှင်လေတတရာဒိဋ္ဌိပဲပြေးမပြေးပြေးပါဗျာအဲ့ဒါဒိဋ္ဌိလည်းဖွာရလည်းရောက်ပြောအယူမှန်ကိုလည်းရောက်စေတော့ဆိုတဲ့သဘောနဲ့ရုပ်ဆာစခန်းလာတယ်ဝတ္ထုထုတ်လာလိမ့်မယ်နော်ဝတ္ထုထုတ်လာလိမ့်မယ်ကကြွေရကြက်ကြက်ရှိကြလေဒီဆွဲပန်လေလေဆိုတာကိုယုံကြပါဘုရားအဲ့ဒါလည်းအခုခွင့်ပြုတဲ့ဓမ္မတွေ ဖရကလူသွားရရိပ်ပါခဲ့တယ်ကံနောက်ကလိုက်နေတယ်လို့ယူလိုက်တဲ့ဥစ္စာဒီဆောင်းဟောထားတာနော်ခင်ဗျားတို့ကယူတော့ပဲယူလို့တဲ့ရဲ့ယူလိုက်တယ်ဖရကစွတ်စွဲရမရောက်ဘူးအဲ့ဒါကြောင့်အခုဘုန်းကြီးပြောတဲ့အတိုင်းကမှတ်ကြပါဦးပြုတဲ့နေရာမှာပဲဒီကံကြီးဖြစ်လဲဖြစ်ပါတယ်ချုပ်လဲချုပ်ပါခင်ဗျားတို့နောက်ကတော့မလိုက်ပါဘူး သဘောကြနမုလို့ရှင်းနေကံနိစ္စဖြစ်သွားတယ်နိစ္စမှာသတ္တရာဒိဋ္ဌိခိုင်မြဲတဲ့ဒိဋ္ဌိပဲမသွားဘူးအလွန်မစိုးရင်ရဘူးလားစိုးရပါဘူးကျက်ကျက်စဉ်းစားပြီးနားထောင်တော့ခုနည်းနည်းတော့ကျွဲသွားပြီနော်ဒါဖြင့်လူသွားရရိပ်ပါတဲ့ခဲ့တို့လည်းကံအမိကံဖကစောင့်ရှောက်ပြီးလဲထူတော့မယ်ဘုံ ဒီလောက်ကလိုက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကြီးဘုရားသခင်ကိုရမြကြီးဒီကံကိုဟောတိကံဖြစ်သွားမှာကာမမလုပ်ကာမတက္ကဋဉာဏ်လေးလောက်မှမလုပ်မဲ့ပုဂ္ဂိုလ်ကာမတက္ကဋဉာဏ်လုပ်ရအောင်ဆိုပြီးဒီကရခင်ဗျားတို့ကိုသင်ရှားကြတဲ့သင်ရှားအောင်ဆောင်ပြီးဒီကရဟောရဘူးတည့်ရည်မြည်လိုက်ပါရှင်းမလားဆောင်ဟောတာကိုတည့်ရည်မြည်ပါ တဲ့မြူလိုက်ပါနဲ့တဲ့ယူလိုက်လို့ရှိရင်ဒကာဓမ္မတို့ဒိဋ္ဌိပဲပြေးသွားမယ်ပြေးမပြေးချိန်မိလားပြေးသွားတယ်အဲနည်းနည်းသဘောပါလာပြီနော်အမေဒိဋ္ဌာဒကာကျွဲတို့ဒကာတစ်တို့ဥပါအောင်ဒီလိုပြောပေးမဲ့ပုဂ္ဂိုလ်လွယ်တယ်နော်အောင်းမင်းမြင်တယ်မလွယ်ဘူးမလွယ်ဘူးမလွယ်တာကမိဘရောရအစွဲကြီးကအတော်နာတယ်မနာဘူးလားမနာဘူးလား ကံနောက်ကလိုက်နေတယ်ကွာကံနောက်ကလိုက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကဒါကြဲကံဆိုတဲ့နန္ဒမလို့အခုသေချာလဲရှင်းပြီနော်လိုက်နိုင်ရဲ့လားဘယ်လိုက်နိုင်လဲလို့တဲ့သူဒီကရဆင်သဗ္ဗေသင်္ခါရအနိစ္စတဲ့ကပဲယုံနိုင်နိုင်ရမဟုတ်လားယုံနိုင်နိုင်ရပြန်သူဘယ်တရားတွေသွင်းရမလဲ အနိစ္စလည်းသိရမှာဆိုတော့အနိစ္စရောက်တဲ့ဘုရားကနောက်ကနေပြီးလိုက်နေဦးမယ်ဆိုတဲ့ဥစ္စာဟာတကယ်ကျိုးပဲစဉ်းစားပါတော့ဖြစ်နိုင်ပါ့မဖြစ်နိုင်ပါဘူးအဲ့ဒါလေးစဉ်းစားလိုက်တော့မှာဩဆရာကောင်းသမားကောင်းမတွေ့ဘဲနဲ့တို့အဖိနတုတ်လာတဲ့အတိုင်းကမ္မဗန္ဓုကမ္မပရိဒနာယံကမ္မံဂရိတန်နိကလျာဏံဝပါပကံဝဆိုတဲ့ဥစ္စာတိုင်းဆောင်းဟောထားတာကိုတို့ကတကယ်လိုက်တယ်လို့ ယူလိုက်လို့ရှင်တို့မှာပြန်သတ္တရဒိဋ္ဌိပဲပြေးပါဘောလားတက်ဝံပါဘောလားဆိုတာမှတ်ရအောင်နော်မှတ်ထိုက်ဘူးလားမှတ်ထိုက်ပါဘူးရတ္တစံသဗိနသံဝရကရမတို့မခက်လို့ရှင်ဘုန်းကြီးထပ်ပြန်တယ်လည်းဖြည့်ရှင်းမှုနဲ့ထပ်ပြန်တယ်လည်းတောင်းပန်မှုမလာပါဘူးအခုကအစွဲနာလုံးလို့ဒကာကျွေးပြောနေတာအစွဲမနာဘူးလားအစွဲအမနာနာနေပြီးတော့မှားတယ်လည်းလွန်နေတယ် မလုံဘူးလားမလုံပါဘူးမှားတယ်ကံမှားတယ်ခင်ဗျာနောက်ကနောက်ကလိုက်ဆိုရဘူးလားဆိုပါဘူးရှင်မောမရှင်ဘူးလားရှင်ပါဘူးသင်္ခါရရှင်နေတော့ကံအနိစ္စတရားအနိစ္စတရားကြီးကအနိစ္စဖြစ်ပြီးထလိုက်နေတယ်ဆိုလို့ရှင်ဘယ်နဲ့လုပ်ကြအဲ့မှာကအမှားတော့မရှိလာဘူးအဲ့ဒါတော့ဆရာပြင်ပေးဖို့ရလွယ်မှမလွယ် မလွယ်တော့အခုလည်းအပြင်းတော့မပါသေးပါဘူးအမားနဲ့အမားကိုခမရတဲ့စိတ်ထဲမှာရှင်းအောင်လို့ဖြည့်ရှင်းမှုလေးထုတ်ဖို့မရှိသေးဘူးပြင်မပေးရသေးပါဘူးဩဒါပြန်တို့ရှိနေတဲ့အနိစ္စနဲ့ဖြင့်ကမ္မန္တဖြစ်နေပြီဆိုတာလေးတော့ခမရတဲ့သဘောကျပါလားသဘောကျခမရရှိနေတာလည်းဘာနဲ့ဖြစ်ကမ္မန္တဖြစ်နေတယ်လုံးလုံးကအနိစ္စဘူး ဒီကံကြမှာတခါလေးကျတော့ခင်ဗျားတို့ကတခါလေးနိစ္စဖြစ်ပြီးနောက်ကလိုက်နေတယ်ဆိုတော့ဘယ်နှဖြစ်လဲသဘောကျ။ကောင်းပြီဒီကံဖြင့်ဒကာဓမ္မတို့ဘုရားကိုကာလေးဒကာဓမ္မတွေလုံလောက်အောင်ပြောလိုက်တော့ခဏငါလည်းအသေးကတစ်ချက်တော့ထုတ်လိုက်ပါလေ။ဘယ်လိုထုတ်လိုက်ကြုံးလဲမဲတော့။ဆောင်းယူရမယ်အသေးဆောင်းပြီးဟောထားတာတက်ရည်ရည်လည်းခင်ဗျားတို့မှားတယ်။သဘောကျ။ဘယ်လိုပါလဲ။ ဘယ်ကဆောက်ပြီးဖြေရှားတဲ့ခင်ဗျားတို့ကိုင်းအကျိုးကိုယုံကြည်အောင်ကိုင်းအကျိုးကိုယုံကြည်အောင်ခေါ်လိုက်တာကိုခင်ဗျားတို့ကတကယ်ကိုပဲကံကနောက်ကနေပြီးလိုက်နေတယ်လို့ယူလိုက်တော့လွဲမပါဘူးအဲ့ဒါယုံကြည်အောင်ဟောပေးကြတာဆောင်းဟောတာတော့ခင်ဗျားတို့ကတကယ်ကိုလိုက်နေတယ်လို့တည့်ရယူလိုက်တဲ့အတွက်ခင်ဗျားတို့မှာကမ္မဝါဒီတတ္တရဒိဋ္ဌိသွားဖြစ်ဘယ်လိုဖြစ်သွားလဲ ကမ္မဝါရီသတ္တရဒိဋ္ဌိကိုဖြစ်နေတယ်လို့ဆိုတာကိုကျင့်တော့။ကောင်းပြီဒါဖြင့်ဓတိကံချုပ်သွားပြီဗျာဒါဖြင့်နောက်ကလည်းမလိုက်တော့ဘူးလို့သူကိုယ်တိုင်တော့မလိုက်တော့ဘူးဆိုလို့ရှိရင်တပည့်တော်တို့ဘယ်လိုများယူပါမှာတော့လို့ဒကာတက်တော်ဒကာကျဲတော်ဒကာအုံးလို့ကမေးဖို့တော့ခွင့်ချုံလား။မချုံသေးဘူးလား။ကျုံလာတော့အဖြေပေးပါမယ်တဲ့အဖြေပေးပါမယ်ဒကာဓမ္မတွေသေချာမှတ် အပြေပေးပါမယ်ဆိုတဲ့ဆရာကဥမာမယ်ဒီကနေ့ပြေးကြလားဒါနကံကံလေးတခုလုပ်လိုက်ပြီစေနာကံလေးတခုပေါ့ဖြတ်ဆိုချုပ်ကံကံပြုပြီးချုပ်တာသဘောကျအဲ့တော့ကံကံပြုပြီးချုပ်သွားပြီဟိုမှာခင်ဗျားတို့ကအဲလူဘဝကံရအောင်လုပ်ထားတော့လူရုပ်လူနာလေးတော့မပေါ်ဘူးဩော်ဒါနဲ့လူရုပ်လူနာလေးတော့ချုပ်သွားတာချုပ်သွားတာမှန်ပဲ လူယုံနံလေးတော့ပေါ်လာတယ်ဆိုတော့ဩဒီမှာလောက်တုန်းကလည်းနံယုံနဲ့လုံးလို့သဘောကြအကျိုးတရားမှာလည်းနံယုံပေါ်တယ်ဒီနံယုံကတော့မလိုက်ဘူးရှင်းမလားအလားတူနံယုံပေါ်တယ်သဘောကြကောင်းပြီဒီမှာအလားတူနံယုံကအကြောင်းတစ်ခုလုံးလိုက်တယ်တွေ့အကျိုးတစ်ခုအလားတူနံယုံပေါ်တယ်လိုက်တာဟုတ်သေးရဲ့လိုက်ရင်ပါရိသီလို့ဆိုကြတယ် ဒါပြန်အလားတူပေါ်တယ်ဆိုတော့ဩအလားတူဆိုတော့ဒီကမဟုတ်ဘူးဆိုတော့ရှင်းမတော့ဘူးဒီလိုယူပါရှင်းမလားဘယ်လိုယူပါမလဲအလားတူဆိုတော့ဒီမှာပြီးတော့ကလည်းဇာနာပြီးတော့ကလည်းနိုင်ငယ်လည်းပြတာပဲသဘောကျဟိုမှာအကျိုးပေါ်လာတော့ဘာပေါ်လာနိုင်ဥပေါ်လာတော့ဒီကနိုင်ဥလားလို့မေးတော့အင်းဟိုမှာနိုင်ဥအဲ့လိုမဆုံးနိုင်ဘူးလားသူရောဒီဥလားလို့ဆုံးတယ် သူလည်းသူလည်းဒီကနိုင်ရဲ့အကြောင်းကြောင့်ဘုရားနိုင်ရဲ့အကျိုးတော်ဘောတော့ပေါ်တယ်ဘောပေါ်ရင်ဒီကနိုင်ရဲ့လိုက်ကလားလို့ပြောတယ်ဒီကနိုင်ရဲ့ကလာမလာရင်ဘုံပါနဲ့နိုင်ရဲ့တခုပေါ်တယ်မဆုံးနိုင်ဘူးလားလူနိုင်ရဲ့ချုပ်နနိုင်ရဲ့ပေါ်သဘောကျအဲ့တော့အနန္တရပြည့်ရှင်းမှာသွားကြည့်လိုက်တော့ခင်ဗျားတို့ဘိုးရှင်း အနန္တရနေတာစိတ်တရှိတိကဓမ္မပတုပ္ပန္နနာစိတ်တရှိတိကနာဓမ္မနာအနန္တရပြည့်စုံပြည့်စုံအနန္တရနေယူတာအရင်ဖြစ်ရချုပ်ပြီးကုန်လို့ချုပ်ချုပ်กว่าလေအနန္တရနေယူတာလုံးမပါဘူးလားအရင်လည်းဖြစ်တယ်လေချုပ်လည်းချုပ်ခင်ဗျားတို့ပြည့်တဲ့စေနာတွေကအရင်ဟောဖြစ်ဘူးလားချုပ်ကောပတုပ္ပန္နနာမိမိတို့အတုလိုက်ဖြစ်ကုန်ဟိုမှာအတုလားပေါ်တာกว่า ဘဘကြပရုပ္ပန္နနာစိတ်ကြေစိကနာဟိုမှာစိတ်ရေတိတ်ပေါ်တာလေအတုအလားတူပေါ်တာကိုဆိုတာပါဒီကလိုက်တာကိုဆိုတာမဟုတ်ပါဘူးရှင်းမလားဒါပဋ္ဌာန်းပါဠိသိကြပါလားဒါပြန်အနန္တရနိယုဒ္ဓါဆိုတဲ့နိယုဒ္ဓါသရပါနေတဲ့အနန္တရနိယုဒ္ဓါရှေးကဖြစ်ချုပ်ပြီးကုန်တော့ဝါပြုံးကဖြစ်ချုပ်ပြီးကုန်တော့ ိတ်ဓာစေတိကစိတ်စေတိတို့ဒီပတုပ္ပန္နာနာမိမိနဲ့အလားတူဖြစ်ကုန်စိတ်ဓာစေတိကနာနောက်မှဖြစ်ကုန်သောနန္ဒရာတို့အာနန္ဒရပစ္စည်းနာနန္ဒရပစ္စည်းသတ္တိဒေယောပကရကောခြေတုတိဟောတိဖြစ်အဲ့ဒီကဲတော့ဟောတာကဒီကကချုပ်ပါတယ်လို့ဟောတာသဘောပါကြပါလားကဲရကတဲ့ချုပ်ချုပ်ချုပ်ပြီးဟောဘက်မှာအလားတူမပေါ်ဘူးလား အလားတူခေါ်တယ်ဆိုတော့နောက်ကလိုက်နေတဲ့သဘောရှိသေးတယ်။ဟောအကြောင်းနဲ့ကြိုးတော့လေအစသာလိုက်တော့မလိုက်ဘူး။လိုက်ရင်ဗာရိတိဖြစ်သွား။လိုက်ရင်သန္တရာရိတိဖြစ်သွားတယ်နဲ့။ဒကာကျေဒါအယူဆမလွယ်ပါဘူး။မလွယ်ပါဘူး။ညံပါလား။